ရန်ကုန် AOD မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးတိမ်တောင်တွေဖြစ်နေပြီးရွေးရှားရလမ်းကြောင်းတစ်လျှောက်မိုးရွာတာနဲ့အတူလေပြင်းတိုက်မိုးထစ်ချုံရွာမိုးကြိုးဖြစ်လျက်စီးလက်မိုးသီးကျွေတဲ့မိုးလေဝသဖြစ်စဉ်ဖြစ်နိုင်ပြီးဒါကိုသတိထားဖို့မွန်လေဝသနဲ့ဇလဗေဒါညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်မွေရသွန်တဲ့ချိန်နဲ့ပတ်သက်လို့စကိုင်းတိုင်းကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းမြောက်တို့မှာနေရာဆစ်ဆိတ်မိုးရွာမယ်လို့ခန့်မှန်းထားပါတယ် ကြံတိုင်နဲ့ပြည်နယ်ဒီမှာတော့နေရာအနှံ့ပြမိုးထချုံရပြီးရန်ကုန် AR နဲ့မွန်ပြည်နယ်မှာနေရာကွက်မိုးချီနိုင်ပါတယ်။မနေ့ကတော့ရှမ်းပြည်နယ်တောင်ကြီးမှာမိုးသည်ပြီးချောင်းရီရှင်လာကြောင်းရက်ကွက်တချို့အုန်နဲ့ပြိုကျတာနဲ့အိမ်내ရေဝင်တာတွေဖြစ်ခဲ့ပါတယ်။မိုးကအတော်ကြီးတာတောင်ကြီးကလမ်းနေကတိယာခင်းအင်းဝင်းနဲ့ကွန်ကရစ်ခင်းတာနဲ့ရေဆင်းစရာမရှိတော့မိုးကြီးတာနဲ့ရေရှင်တာပဲဒီနေ့တော့ပြန်ကျသွားပြီလို့မြို့ကန်တိုးကပြောကြောင်းသတင်းရသိရပါတယ်။ မော်လီဝဒပညာရှင်ဦးဝင်းနိုင်ကတော့သူ့ရဲ့ post မှာမေလာတွင်ဘင်္ဂလားပင်လယ်အရှေ့အလယ်ပိုင်းမှာစံကလုံးမုန်တိုင်းဖြစ်နေခြေ90ရာခိုင်နှုန်းထိမြင့်တက်ခဲ့ပြီးမှနောက်တော့မိုးတုံနေရာဝင်ရောက်လာတဲ့အတွက်မုန်တိုင်းဖြစ်နိုင်တဲ့ဒီနေရာဘင်္ဂလားပင်လယ်ကိုနောက်တော့ပိုင်းကိုပြောင်းသွားတာတွေ့ရတယ်ဆိုပါတယ်ဘင်္ဂလားပင်လယ်ကိုနောက်တော့ပိုင်းမှာမုန်တိုင်းဖြစ်နိုင်ခြေဟာမေ21ရက်ထိ ခုနှစ်ဆယ်ကနုံးရှိနေပြီးမှ20နှစ်နေကစားပြီးပြည်လဲရောကြပြီးတော့အာရီဗျပင်လက်ဘက်ကိုမုန်တိုင်းဖြစ်လန့်ခြေကူးပြောင်းသွားတာတွေ့ရတယ်ဆိုပါလေအာရီဗျပင်လက်ဘက်ပေါ်လည်းဆန်ကလုံးမုန်တိုင်းဖြစ်လန့်ခြေ90ဆယ်ကနုံးထက်ကိုတက်မလာပဲမေ26မှာပြည်လဲရောကြပြီး28မှာမုန်တိုင်းဖြစ်လန့်ခြေကဘင်္ဂလားပင်လက်ဘက်ကိုပြန်ကူးလာတာတွေ့ရတယ်ဆိုပါလေဒါအပြင်ဝေလာကုန်ရေဒီမှာမုန်တိုင်းဖြစ်လန့်ခြေလည်းပြန်ပြလာတယ်လို့ဆိုပါလေမေ28ကနေ30ရက်တည်းမှာမုန်တိုင်းဖြစ်လန့်ခြေပုံများတယ်လို့ဦးဝင်းနိုင်ကဆိုပါလေ မြန်မာနိုင်ငံတွင်းမှာတော့တနင်္ဂနွေလုံးကိုနောက်တော့မိုးသွန်းတွေဝင်ရောက်ပြီးတဲ့ရက်နဲ့တိုက်ဆိုင်ခြင်းပြင်လည်ပြင်ကထူးခြားမိုးလေဝသဖြစ်ပေါ်နေတဲ့အတွက်ကြောင့်မေ25 26ရက်ကစပြီးနေရာနှံ့ပြားမိုးသင်းတင်းကနေမိုးများနိုင်တယ်လို့ဆိုပါတယ်။ထူးခြားတဲ့မိုးအချိန်ကြိုတင်မှန်ချက်တွေရောက်ချင်းလင်းမြေဖြားပိုင်း AOD မြေဖြားပိုင်းရခိုင်ပြည်နယ်တဲကမြစ်တရမြေဖြားပိုင်းပကိုးမြစ်စစ်တောင်းမြစ်တွေမြေဖြားပိုင်းမွန်ပြည်နယ်ပြည်မြေတွေမြစ်တွေမြေဖြားပိုင်းမှာ၃ရက်အတွင်းမွေးကြိမ်200မီလီမီတာဝန်းကျင်ရွာသွန်းနိုင်တာကိုတွေ့ရတယ်ဆိုပါတယ် ဒါကြောင့်မြကန်းနီဝင်းကျင်မှာပြည်သူတွေအနေနဲ့မေလာကွန်မိုင်ဇွန်လပထမပတ်တွင်မှာမြင့်တက်လာနိုင်တာကိုအထူးသတိထားဖို့အသိပေးခြင်းလည်းလို့ဦးဝင်းနိုင်ကဆိုပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ဝါတဖွဲ့ EWS ထင်းချုံနေပြီဖြစ်တဲ့မိုင်းဆက်မြို့တောင်ဘက်မိုင်းယွန်းမှာမြေချောင်းတတုတွင်နှစ်ခုတွေ့ရတယ်လို့ဂျိုရုကရပ်ယူတဲ့ပုံတွေအရရှမ်းလူခွေမနိုင်ဖွဲ့ကထုတ်ပြန်လာတာတွေ့ရပါတယ်။ ဂျိုရုပုံလေယာနန်းခုံးမြစ်အရှိတ်၄ကီလိုမီတာကွာမှာရှိတဲ့မြေရှားသတ္ထုတွင်တစ်ခုဟာ၂၀23ခုနှစ်ကစတင်ခဲ့တာလို့ဆိုပါတယ်နောက်ထပ်တွင်တွင်ကမြင်းနဲ့ပုံနေခဲ့တဲ့၂ကီလိုမီတာအကွာလောက်မှာရှိပြီး၂024နှစ်လပိုင်းမှာစတင်ခဲ့တယ်ဆိုပါတယ်ဒီတွင်းတွေဟာကချင်ကတရုတ်ကုမ္ပဏီတွေတူးဖော်နေတဲ့မြေရှားသတ္ထုတွေနဲ့ပုံသဏ္ဍန်တူးတယ်ဆိုတာကိုပုံနဲ့တကွာနှိုင်းယှဉ်ဖော်ပြထားပါတယ်ကချင်ကတွင်းနေဟာတောင်ပေါ်ပေါက်ဖောက်ပြီးပိုက်တွေကစင်ဓာတ်ဥပစ္စည်းတွေလောင်းထက်ကဒီရေတွေကိုကန်တဲ့ထက်ကမြေရှားထုတ်ယူတာဖြစ်ပါတယ် ဒီလိုအောက်ခြေကနေတူးဖောက်ထုတ်တာကနေမြေပြူတာမြေပေါ်မြေအောက်ရေတွေအစိမ့်တင်တာငါးတွေနဲ့တောင်းတလိစာတည်ဆုံးနေတာအပြင်စိုက်ပျိုးမြေတွေထိခိုက်စေပါလေအခုမြေရှားသတို့တွင်နေနိနိကကရှိတဲ့နတ်ခုံမီဟာမိုင်းဆက်ဒေတာကရွှေလောက်ွက်တဲ့ကြောင့်အာဆင်နဲ့စိတ်ပေါ်မှုမြင့်တက်နေတယ်လို့ထိုင်းဘက်ကစုံစမ်းစစ်ဆေးဖော်ထုတ်ပြီးသူ့နိုင်ငံသားတွေကိုသတိပေးထားပါလေဒါအပြင်မြေရှားသတို့တွင်နေဟာအစိမ့်ဆုံးထုံးမှုတွေလည်းရှိနေပြီဖြစ်တော့ထိုင်းမြန်မာနယ်စပ်တစ်လျှောက်ကဒေတာခန့်တန်းကျော်ကိုထိခိုက်လာမှာစိုးရိမ်ရတယ်လို့လူခွင့်ရေးဖွဲ့တွေက ပြောပါတယ် နောက်ထပ်သတင်းတမုတ်ပြောချင်ပါတယ်။မန္တလေးတိုင်းတတဦးအမရပူရာချမ်းမြတာစီမဟာအောင်မြင်တဲ့ကြောက်စင်မျိုးတို့မှာရွှေဆိုင်ဓမြတိုက်မှု၅ကြိမ်လူရမှု၅ကြိမ်ကျူးလွန်ခဲ့တဲ့နေထလင်းစုစုဦးဆောင်တဲ့၁၈ဦးခိုင်းကိုဖမ်းမိခဲ့ပေမဲ့တိုက်ရပါရွှေနဲ့ငွေတွေမရဘူးလို့သိရပါတယ်။ချမ်းမြတာစီမျိုးနဲ့အောင်မြင်လက်ရောက်ကမှာ AB 28နဲ့ကရွှေဆောင်မင်းရွှေဆိုင်ဓမြတိုက်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးအဖွဲ့တွေကစုံစမ်းရကနေမေလ9ရက်နေ့မှာအဲ့ဒီအဖွဲ့ရဲ့ခေါင်းဆောင်နေထလင်းစုသူကိုဖမ်းမိပြီးနောက်ခွင်းဆက်တရခံစစ်ချောင်းရုပ်ကိုဖမ်းမိခဲ့တာလို့သိရပါတယ်။ခေါင်းဆောင်လေးမျိုးကိုအရင်မိတယ်။သူတို့နှစ်ယောက်ရဲ့ဖော်ပြချက်နဲ့ကြံ15ယောက်ကိုမိတယ်။ကားသုံးစီးလက်နက်တွေပျောက်ကြားအင်ဂျီတွေပဲ ရွှေဆိုင်55ဓမြတိုက်ထားတဲ့ရွှေတွေရောလူရဲမှုကပတ်စံတွေရောမရဘူးလို့သိရပါတယ်။မန္တလေးတိုင်းမှာဓမြတိုက်လူရဲနေတဲ့18ဦးဂိုင်းကောင်းဆောင်တဲ့ဖွဲ့ဝင်တွေဟာချမ်းမြတာစီအမရပူရာစင်ကိုင်မဲလာဟ ோம் လေးနေပြီးတော့မုံရမျိုးတွေမှာနေထိုင်ကြပြီးတတဦးအမရပူရာကြောက်စဲချမ်းမြတာစီမဟာအောင်မြင်မျိုးတွေတွင်မှာရွှေဆိုင်ဓမြတိုက်မှု9ကြိမ်လူရဲမှု9မှုကျူးလွန်ခဲ့တယ်လို့သိရပါတယ်။ထုတ်ပြန်ချက်အရ18ရောက်မှာဂိုင်းကောင်းဆောင်နေထလင်းညီညီလွင်ကိုကိုလွင်ရဲနိုင်ဝင်းဟိမင်းသူ မျိုးကြော်မင်းသက်နိုင်မင်းသက်ကိုဇာနေထွန်ညံထက်လင်းမြင်းမိုးဖြူစွာမင်းဇော်မျိုးထက်ကြော်တီဟနေမင်းအောင်မင်းမီကိုကိုနဲ့မက်တန်ဆန်ဆိုးတို့ကိုပစ္စတိုလေးလက်မော်တော်ယာဉ်၃စီးစံကတစီးပျောက်ကြောဝတ်စုံ၄စုံနဲ့အတူဖမ်းမိခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာတော့ပြစ်မှုကျွလွန်တဲ့ခေါင်းဆောင်နေထလင်းမှာ၁၈ဦးကိုတိုင်းရဲတစ်ဖွဲ့ကစုံစမ်းစစ်ဆေးနေတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ AOD တိုင်းဖြာပုံမျိုးမှာ ကြက်အရှင်စားပြတဲ့နိုင်ငံတော်နဲ့ပွဲစီစဉ်သူတွေကိုထောင်3လအချမှတ်လိုက်တယ်လို့သိရပါတယ်ဖျားပေါ်မှာပြုလုပ်တဲ့နှက်ပွဲမှာကြက်ရှင်ကိုစားပြီးကပြခဲ့တဲ့နှက်ကတော်အောင်ကိုမင်းနဲ့ပွဲစီစဉ်သူတွေကိုဖျားပုံတရားဝန်ကထောင်3လစီချလိုက်ပါတယ်။ပြီးခဲ့တဲ့မေလ9ရက်နေ့ကဖျားပုံမျိုးအမှတ်3ရပ်ွယ်ဝင်းမြတုထတောက်ရီကံပူဇော်ပွဲမှာနှက်ကတော်အောင်ကိုမင်းကကံတော်ရှင်သခင်မဝင်နေဆိုပြီးကြက်ရှင်ကိုကြိုက်စားပြခဲ့တာဖြစ်ပါတယ်။ သူများတက်ကိုညှင်းဆဲပြီးတက်တယ်ဆိုခွဲကဗုဒ္ဓရဲ့အယူအဆမှတွေနဲ့စာလွဲတာပါပဲရေးယူလိုက်တာကောင်းပါလေလူတွေကိုအယူဝါဒအမှားတွေမဖြစ်အောင်ဒါမျိုးတွေပပျောက်စေချင်တယ်လို့ဖြာပုံဒေသခံတို့ကပြောပါလေကျန်းရှင်ကိုစားပြတဲ့တပုံဖြာပုံမျိုးခံတို့ကလူမှုကွေရာမှာဖော်ပြရကနေဝေဖန်မှုတွေအများကြီးတက်ခဲ့ပြီး မြန်မာနိုင်ငံဒေဝပညာရှင်များစီကံထင်းသေးဘို့ကအမှုဖွင့်အရေးယူခဲ့တာဖြစ်ပါလိမ့်။လက်ရှိနဂရောအောင်ကိုမင်းပါဝင်ပွဲစဉ်စဉ်တို့ကပါဖန်စီပြီးလောက်ကျန်းတဲ့ထောင်သုံးလစီချမှတ်ခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါလေ။လောက်ခလာစာကိစ္စညှိနှိုင်းမရလို့ချမ်းကြီးဖနက်ဆယ်ဟောလုံသမားလေးတတိယနေ့ဆက်လက်ဆန္ဒပြနေပါလေ။လန်သာမြို့နယ်ပြင်ပဒံရက်ွက်အနီးလောရဟာစမှုဆောင်အပိုင်းနှစ်မှာရှိတဲ့ချမ်းကြီးဖနက်ဆယ်မှာလောက်ခလာစာချင်းပိုကျေးရမှန်ကြီးတွေတိုးမြင့်ပေးဖို့ လုံသမားတွေဆန္ဒပြတောင်းဆိုပေမဲ့ထူးခြားမှုမရှိသေးလို့မေ16ရက်ထိတောင်းဆိုမှုတွေဆက်လက်ပြုလုပ်နေတယ်လို့သိရပါတယ်လူ့သမားထောင်ချီဆန္ဒပြတောင်းဆိုနေတာဖြစ်ပြီးတောင်းဆိုမှုပေါ်စေယုံတာဝန်ရှိသူတွေနဲ့လူ့သမားကိုယ်စားလှယ်တွေလူ့သမားဦးစီးဌာနမှတာဝန်ရှိသူတွေနောက်ပြီးတော့ဆက်လက်ပြီးတော့ကုမ္ပဏီဘက်မှတာဝန်ရှိသူတွေတွဲဆုံဆွေးနွေးမှုတွေပြုလုပ်ပေမဲ့တောင်းဆိုတဲ့ချက်တွေပေါ်ညှိနှိုင်းမှုအဖြစ်မထွက်သေးဘူးလို့သိရပါတယ် အလုတ်သမားတွေဆန္ဒပြတောင်းဆိုတဲ့ချက်တွေကဒေးကြီးကို12000ကျပ်ထိတိုးပေးရေးအချိန်ပိုကြီးကိုလည်း2000ကျပ်ရမန်ကြီးကို4000ကျပ်ထိတိုးမြှင့်ပေးဖို့ဆန္ဒပြတောင်းဆိုနေတာဖြစ်ပါလေ။လက်ရှိဒီကြီးနေစာခါကထောက်ပံ့ခြင်းမပါ9200ကျပ်ရပြီးချင်းပူကြီးက1600ကျပ်ရရှိတဲ့အတွက် လောက်ခလာစာမလောက်ငါလို့လောက်ခလာစာတိုးမြင့်ပေးဖို့တောင်းဆိုတာလို့ဆိုပါတယ်။ချိုင်းဖနက်စိတ်ဟောနာမည်ကြီးမှတ်စိတ်ဖြစ်တဲ့ Adidas ဖနက်အမှတ်စိတ်တွေထုတ်လုပ်ဖြန့်ချိနေတဲ့စိတ်အုံဖြစ်ပါလိမ့်။လက်ရှိလူသမားနဲ့စိတ်အုံကြောင့်ဆွေးနွေးညှိနှိုင်းမှုတွေဆက်လုပ်နေတယ်ဆိုပြီးတော့သိရပါလိမ့်။အခြေခံလောက်ခလာစာနှုံတာကိုတရက်၄800ဖြစ်2018မှာသတ်မှတ်ပြီးတဲ့ကလက်ရှိချိန်ထိတော့လောက်ခလာစာနှုံတာပြင်ဆင်တိုးမြင့်သတ်မှတ်နိုင်ခြင်းမရှိသေးပါဘူး။ အခြေခံလောက်ခလာစွာနှုတ်ထားလွန်လဲနေပြီးစာဝတ်နေရေးလောက်ငှမှုမရှိပဲအစ်စ်မပြေတာကြောင့်အလို့သမားတွေကတရက်လောက်ခလာစွာ12000ကျပ်18000ကျပ်အတွင်းတိုးမြင့်ပေးဖို့တောင်းဆိုနေတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။တီလဝါနိုင်ငံတကာစိတ်ကန်းစိတ်ကန်းစီမံကိန်းမှာနှုတ်ထွက်တော့မယ်လို့ဂျပန်ကမ္ဘီ3ခုကအတည်ပြုပါတယ်။ဂျပန်ကမ္ဘီ3ခုပြတဲ့ကာမီဂူမီကမ္ဘီ၊ဆူမီတိုမိုကော်ပိုရေးရှင်းနဲ့တိုတာဆူရှူတို့ဟာ ဥမိုင်းကုမ္ပဏီနဲ့ခြေစပ်နေတဲ့သီလဝါဘတ်ဆောင်သုံးနိုင်ငံတကာစိတ်ကဲစီမံကိန်းမှာနှုတ်ထွက်မယ်လို့တီးပြတောင်းထုတ်ပြန်ပါတယ်။မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလွတ်လပ်သောချက်လက်ရှာဖွေမရှင်ကလူခွင့်ရေးချိုးဖောက်မှုတွေမှာအားပေးအားမြောက်မှုပြုနိုင်မယ်အနေနဲ့ရှိတဲ့အတွက်ကြောင့်နှုတ်ထွက်တာလို့ဆိုတာလည်းဖြစ်ပါတယ်။နောက်ပြီးတော့ EFR group ဟာ American ပြည်တော်စုဖြစ်တဲ့ EU ၊ Canada နဲ့ Australia နိုင်ငံတို့ရဲ့တန်ခတ်ပိတ်ဆို့မှုတွေခံထားရတဲ့ခြေအနေမှာလည်းရှိပါတယ်။နောက်ပြီးတော့ ကာမင်ကူမီကော်မတီမှတာဝန်ရှိသူတို့ကဒီစက္ကန်စီမံကိန်းလုပ်ငန်းမှာနှုတ်ထွက်ပြီးမြန်မာစက္ကန်အာဏာပိုင်နဲ့သဘောတူညီချက်လည်းရစဲပြီးကုမ္ပဏီကိုဖျက်သိမ်းဖို့ဆောင်ရွက်နေတယ်ဆိုပါတယ်။ဆူမီတိုမိုကလည်းမိမိတို့အနေနဲ့စက္ကန်အာဏာပိုင်ဖွင့်တဲ့သဘောတူညီချက်ကိုရစဲပြီးကုမ္ပဏီကိုဖျက်သိမ်းတော့မှာဖြစ်ပြီးစီမံကိန်းအောက်ရှိဝန်ထမ်းတွေကိုတခြားပြည်တွင်းကုမ္ပဏီထံလွှဲပြောင်းရမှာနှုတ်ထွက်ရခြင်းမဖြစ်စေဖို့ကူညီပေးမယ်ဆိုပါတယ်။တိုတာဆိုရှယ်ကုမ္ပဏီကလည်းတိလဝစက္ကန်စီမံကိန်းမှာပါဝင်လှုပ်ဆောင်ခြင်းကိုရစိုင်းတော့မယ်လို့တည်ပြပါတယ်။ ီလိုအစီကန်းစီမံခန့်ဂျပန်နိုင်ငံမှာအစိုးရဗန်နာရေးဖြင့်ပူးတွဲလုပ်ကိုင်နေတဲ့ Japan Overseas Infrastructure Investment Corporation for Transport and Urban Development နဲ့ Nippo Expo တို့ကစီမံကိန်းနဲ့ပတ်သက်ပြီးထုတ်ဖော်ပြောကြားခြင်းတော့မရှိသေးပါဘူး။တီလိုအစီကန်းစီမံကိန်းကိုမြန်မာနိုင်ငံနဲ့ဂျပန်တရားဝင်ဖွံ့ဖြိုးရေးကူညီ ODA နဲ့2013ခုနှစ်ကစတင်တည်ဆောက်ခဲ့တာဖြစ်ပြီးမြန်မာစစ်ကမ်းအာဏာပိုင်ဖွဲ့မှကြီးကြပ်လုပ်ပိုင်ခွင့်ရရှိပြီးနောက်ပိုင်းမှာကာမီကူမီကမ္ပဏီယာစစ်ကမ်းကို စတင်ပြီးတော့အကောင့်ထဲပေါ်ပြီးတော့ပို့ပေါက်နေပါတယ်။ Sumitomo Corporation Toda Sushu နဲ့မြန်မာကမ္ဘာဖြစ်တဲ့ K Efficient Logistics တို့ကြားဖက်ဆက်ကုမ္ပဏီဖြစ်တဲ့ STJ တိလဝါ Terminal Company နဲ့တို့စတင်တိစောက်ခဲ့တယ်လို့ထုတ်ပြန်ထားကြရသိရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်ပြောချင်ပါတယ်။တရုတ်နိုင်ငံကနှစ်ပေါင်း100အထိသုံးနိုင်တဲ့အကျွေးစီးရွယ်နျူကလ ియర్ ဘက်ထရီကိုတီထွင်လိုက်ပြီလို့သိရပါတယ်။ Carbon 14နဲ့တိစောက်ထားပြီးတော့နျူကလ ియర్ ဘက်ထရီဟာ အာကာသစူဇန်လီလာရေးကျမ်းမာရေးဆွမ်းရှောက်တဲ့ကရိယာနဲ့နေစဉ်သောအီလက်ထရောနစ်ကရိယာတွေအတွက်လွန်သောဝင်ပါတယ်။နျူကလ িয়ার ဘက်ထရီတည်ထွင်နိုင်တဲ့အတွက်တရုတ်ဟာစွမ်းရည်မြင့်အစဉ်စွမ်းရည်ဒီပညာမှာကမ္ဘာထိပ်တန်းရောက်လာပြီဖြစ်ပါတယ်။နျူကလ িয়ার ဘက်ထရီဆိုတာနျူကလ িয়ার စွမ်းရည်ကိုသုံးပြီးတော့လျှက်စစ်ဓာတ်ထုတ်လုပ်ပေးတဲ့ဘက်ထရီမျိုးစားပါ။မေယိုကြဓာတ်ဥပ္ပတ္ထတွေကိုဓာတ်ဥတုံမြတ်မှုတွေနဲ့လျှက်စစ် ထုတ်လုပ်တာမဟုတ်ပဲရေဒီယိုတက်တိကြွတဲ့အိုင်ဆိုတုတ်တွေရဲ့ပြိုကွဲမှုကနေထွက်လာတဲ့စွမ်းအင်ကိုဓာတ်ရိုက်တယ်မဟုတ်တော့တဲ့ဒီနေ့လျှက်စစ်ဖြစ်ပြောင်းလဲပေးပါလိမ့် နျူကလ িয়ার ဘက်ထရီတွေအောက်တဲ့ကြတော့တက်တန်းရှိကြခြင်းနဲ့တည်ငြိမ်တဲ့ပါဝါအချိန်တော်ကြာထုတ်ပေးနိုင်ခြင်းဖြစ်ပါတယ်။ဒါပေမဲ့ရေဒီယိုတတိကျွပစ္စည်းတွေကိုတုံတဲ့အတွက်ဘီကင်လူကြိုရင်းနဲ့စွန့်ပစ္စည်းဆိုင်ရာမှာစိန်ခေါ်မှုတွေတော့ရှိနေစေဖြစ်တယ်လို့သိရပါတယ်။